Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Thero နဲ့တူတူ ကမ္ဘောဒီးယားဖနွမ်းမိတ်မျိုးလေးကိုအလေးလိုက်ခဲ့ကြပါအောင်နော်တဲရူကတော့ကာဆာဟိုတယ်မှာတည်ဖြစ်ပါတယ်ဒီဟိုတယ်ကတညကို25ဒေါ်လာလောက်ပဲပေးရပါတယ် ဒါကတော့အခန်းထဲကနေပြီးတော့မှမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်။အရန်မိုက်ပြီးတော့မှဒီမှာတဲရတာလည်းအရန်ကိုအဆင်ပြေပါတယ်။ဒီဟိုတယ်ကဒီမြို့လေကောင်လောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီဟိုတယ်ဘီပတ်ဝန်းကျင်မှာဆိုလို့ရှိရင်စားချင်စရာကောင်းတယ်ပေါ့နော် street food လေးတွေအများကြီးရှိပါတယ် ဒါကတော့ hotel ရှေ့ကဆိုင်လေးမှာပေါ့နော်မနေ့စာစားပြတ်တာလေးပါဒီမှာဆိုရင်တော့ဒီထမင်းကိုဘဲကင်နဲ့လည်းမာလို့ရတယ်လို့မျိုးဝက်သုံးသက်သားနဲ့လည်းမစားလို့ရပါတယ်ဒါကတော့ hotel ဘေးက night market အသေးလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအစားအသောက်လေးတွေက tray ထိုးထိုးအများကြီးမရှိပေမဲ့လည်းစားလို့ကောင်းပါတယ် ။ရေစားလို့တောက်လို့ပြီးပြီဆိုတော့ဖနွမ်းပေမျိုးလေးကိုသဲရနေတူတူလိုက်ကြည့်ကြပါအောင်နော်။စင်ထရီမာကတ်ပါဖနွမ်းပင်မျိုးကိုရောက်ဖြစ်တဲ့သူတိုင်းဒီစင်ထရီမာကတ်ကိုမဖြစ်မနေသွားကြပါလို့ကြံပေးချင်ပါတယ်။ ဒီမှာဆိုရင်တော့အဝတ်အထည်ဖနက်နေပေါ်တော့ခြားသောပစ္စည်းတွေကိုဈေးသက်တာစွာနဲ့ဝယ်ယူလို့ရပါတယ် ဒီမှာဆိုရင်တော့အကြိုက်ဆုံးကိုပြောပါဆိုရင်ဒီညာဘက်တွေမှာဆိုရင်တော်တော်ငားပြီးတော့မှဒီဖနွမ်းပင်မျိုးရဲ့အလှပကိုကြည့်ရှုခန်းစားရတဲ့ဒီအရာတာကအရန်ကိုမိုက်ပါတယ်။ ခဲ့လေလုံးမဝသေးဘူးဆိုပေမဲ့လည်းဘန်ကောက်ကိုပြန်ရပါတော့မယ်။ဗီဒီယိုလေးကိုကြိုက်နေတဲ့တင်ဆိုရင်တော့ like share and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။